ကဘာတဝံလုံးမှာတော့အံဩဖွေရာတွေနဲ့ပြည့်နေနေပါတယ်။လောဘကိုမြင်ဖို့မှမဟုတ်တဲ့တတဝါရီ၊ချိုးသားလိုလိုအကောင်မျိုးတွေတချို့အားလည်းတစ်တော်ရီမှာနေထိုင်ကြတဲ့ကြောက်စရာကောင်းတဲ့ beautiful လို့တဏ္ဍာရီလားတတဝါမျိုးတွေရှိနေကြပါတယ်။တချို့နေရာတွေမှာဆိုလိုဝက်ဆန်ကျဲတဲ့တတဝါတွေကိုကင်မရာကနေဖန်ယူရိုက်ကူးမိခဲ့ပါတယ်။ကဘာနိုင်ငံတတိယမှာတော့လောဘကိုမျိုးချင်းနိုင်စရာကောင်းတဲ့တတဝါတွေကိုရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ကမ္ဘာနိုင်ငံအတတီကထေလန်66ဝယ်ကောင်းတဲ့ view မှတ်တမ်းတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကဲစိတ်ဝင်စားနေကြပြီလား။စိတ်ဝင်စားရဆိုရင်တော့ကျွန်မနဲ့တူတူ view လေးကိုအဆုံးချလိုက်ပါလို့ကြိရှုပေးဖို့တောင်းဆိုလိုက်ပါရရှင်။ချောင်းနေက66ဆရာသစီအင်ဒိုနီးရှားကဂျီဝါလီတရားမှာတော့ငားများနေတဲ့လူတယောက်ကသူတို့ငားများနေတဲ့ချောင်းထဲမှာတခုခုလှောင်ရှားနေရကိုတွေ့ခဲ့ရပါတယ် စတိုနာကသူအတင့်ယူလာတဲ့ကြက်သားနဲ့ရေထဲမှာငှုပ်ရှိုးနေတဲ့ကောင်ကိုမျှော်ကောက်ခဲ့ရမှာတော့မထမထရီဖြစ်လာပါတော့တယ်။ရေထဲကနေတစ်စီတကောင်ကကြက်သားကိုလှမ်းယူလိုက်ပြီးပါဇက်မှာကလိုက်ပါတယ်။ပြီးတော့ရေထဲကိုငှုပ်ရှိုးသွားပါတယ်။အခုမြင်နေရတဲ့ view file တွေကကြောက်စရာကောင်းတဲ့အကောင်ကဘာဖြစ်မလဲ။တကယ်ပဲတစ်စီလားမိတ်ဆွေတို့ကရောဘယ်လိုထင်ကြလဲ။ ဖော်ကြတဲ့ရကောကောင်းကင်ဘွားနဂါတောင်အဖရိကကကျောင်းသားလိုဝဲဆန်ရိုက်ကိုစင်ကတော့သူစာရင်းနေစမှာပဲသူရှိခန္ဓာလန်ကနေနဂါတကောင်ဖြတ်ပြန်သွားရကောရုတ်တရက်မြင်တွေ့ကြရပါတယ်အစတော့လိုဝဲဆန်ရိုက်ကိုဆန်ကအတိချကြည့်လိုက်ပြီးဂျားငှက်တကောင်လို့ထင်ခဲ့ပါရယ်။ဒါမဲ့သူမှာကြီးမားတဲ့တောင်ပံနဲ့အမြင်ရှိနေပါရယ်။ အဲ့နဂါလိုအကောင်ကပြန်ဝဲရင်တင်တောက်ကြားရင်းမှာရော်တရပြောက်ခဲ့သွားခဲ့ပါတယ်။ဒိုဝဲဆန်ရိုက်ကိုစင်ကရော်တရမြင်ခဲ့ရပြီးသူ့ရဲ့ကင်မရာနဲ့အမီယာမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။အဲ့ဒီ video file ကဆိုရှယ်မီဒီယာပေါ်ပြန်လည်ရောက်ရှင်းလာပြီးနောက်ပိုင်းကြီးစုသူတွေကအမျိုးမျိုးမှတ်ချက်ပေးခဲ့ကြပါတယ်။တချို့ကတော့ဂျာနဂါလိုပြောကြပါတယ်။ကဲခုမြင်နေရတာကတကယ်ပဲနဂါများလား။ မိတ်ဆွေတို့ကရောဘလို့ထင်ကြလဲ Shadow in the Dish ရဲ့ချတ်တို့သူငယ်ချမ်းတယောက်က၈နှစ်ဝန်းကျင်လောက်မှာသူရဲ့လက်မြေတဲကိုစစ်စစ်ကြည့်ရှုဖို့အတွက်ရောက်လာကြပါတယ်။ရဲ့ချတ်တို့နှစ်ယောက်ကညမောင်ကျဲဓမီထူလိုက်ရှာရင်ခဏကြာမှတော့သူတို့ခလန်လန်ကချောင်းထဲမှာတောက်ပနေတဲ့မျိုးလုံးတစ်စုံကိုတွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ။ဘာကောင်မဲမသိတဲ့အကောင်ကတမီးရောင်ကြောင်ချောင်းလေးတဲကညှချရဲ့ပြီးတော့ရဲချက်တို့ကိုအမောင်ကျဲကနေဆွဆွဆဆိုင်ချင်နေခဲ့ပါရဲ့။ရဲချက်တို့သူငယ်ချင်းတယောက်ကတော့အရင်ကကြောင်းနေသွားတာကြောင့်ဒီနေရာကနေအမြန်ထွက်ပြေးခဲ့ရပါရဲ့။အခုသူတို့မြင်လိုက်ရတဲ့ကြောက်စရာကောင်းတဲ့အကောင်ကဘာဖြစ်နေမလဲ။သူတို့တွေ့မြင်လိုက်ရတဲ့အကောင်ကတဆေများဖြစ်နေမလား။ view file တင်မှာတော့လူတိုင်းကိုစိတ်ဝင်စားစေခဲ့ပါတယ်အခုချိန်ထိတော့အဆိုပါ view file နဲ့ပတ်သက်ပြီးအပြည့်မထွက်နိုင်သေးပါဘူးကျေးဇူးတင်ကြောင်းမှာတော့ဘခင်နေ့စံနေစေဖြစ်ပါတယ် river creator indonesia နိုင်ငံက florida ကသူညဖက်တရခန်တချို့နဲ့တူတူတက်တော်တဲ့ကိုသွားပြီးမှတ်တမ်းတင် view ကိုရိုက်ကူးခဲ့ပါတယ်သူကတစ်တော်တွေမှာအချင်းတော်ကြောင့်အကုန်ရိုက်ကိုမှတ်တမ်းတင်ခဲ့ပါတယ် ဖလိုရဂျာကတစ်တော်ဒီမှာ ခက်တွက်တက်နဲ့လမ်းလျှောက်လာရင်ချောင်းတစ်ခုစီကိုရလာခဲ့ပါတယ်။ဖလိုရဂျာကအဲချောင်းထဲမှာဒီကုလုံးမဲနက်နေပြီးရှင်းလျားတဲ့ခြေတဲလက်တဲတွေနဲ့တစေလလိုအကောင်ကိုတွေ့ခဲ့ရပါတယ်။ဖလိုရဂျာကအဲတစေကိုကင်မရာကနေအနီးကန်မှတ်တမ်းတင်ရိုက်ကွန်းနိုင်ခဲ့ပါတယ်။ကင်မရာတင်းမာမီယာရိုက်ခွန်နိုင်ခဲ့တဲ့အဲ့တစီကတော့အရင်ကကြောက်စရာကောင်းပါရဲ့။ချောင်းတရာချောက်ချားစရာတစီလိုလိုအကောင်က တော်တော်ကြာလို့ကိုဆူဆူဆဆိုင်နေခြင်းနေပြီးရေအောက်ကိုငုတ်ရှိုးပြောက်ခွဲထားပါတယ်အခုရိုဖိုင်ကတကယ်ပဲတစီတကောင်ကိုမှတ်တမ်းတင်ထားနိုင်ခဲ့ရလားကဲမိတ်ဆွေတို့ကရောဘလို့တင်ကြလဲ Snow Forest စင်းနေတဲ့ကတစီစွန်စာရိုက်ကူရတော့ကိုဝတနာပါတဲ့ YouTube ပါလွလွနဲ့ကိုလွလာကတနင်္ဂနွေနေ့မှာတယောက်တည်းခရီးထွက်ရင် တောင်းနဲ့ပိုင်းထမတနီယာကိုရောက်တော့ခလလန်ကအမောင်တူတွေမှာလှူရှားနေတဲ့အကောင်တကောင်ကိုသူရဲ့ကင်မရာတဲကနေရိုက်ကွန်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။သူရဲ့ခနာကူကနန်းတွေဖုံးလွှမ်းနေသလိုဖြူပပွေဖြစ်နေပါတယ်။ရုတ်ချပါလူလုံးနဲ့ကိုလွတ်လာကြတော့စင်းနေတဲ့မှာလှူရှားသွားနေတဲ့စင်းနေတစီကို အမေရမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ ဒေတာခန်တွေကတော့စင်းနေတဲ့စီလို့ခေါ်ကြပါရီ။နှဆိုင်တဲ့တတော်များထဲမှာအဲ့တစီတွေကိုမြင်တွေ့ရတပါရီ။သူရဲ့မျက်လုံးများကတော့ကြောက်ပါနေပါရီ။ကဲမိတ်စီတွေရောဘယ်လိုထင်ကြလဲ River Crater အင်ဒိုနီးရှားနိုင်ငံကဖလိုရီဒါကသူညဖက်ဒေတာခန်တချို့နဲ့တူတူတတော်တွေကိုသွားပြီးမှတ်တမ်းတင် view ကိုရိုက်ကူးခဲ့ပါရီ။သူကတစ်တော်တွေမှာအချင်းတော်ကြောင့်အကုန်ရိုက်ကိုမှတ်တမ်းတင်ခဲ့ပါရယ် ဖလိုရဂျာကတိတော်ရီမှာခက်တက်တက်နဲ့လမ်းလျှောက်လာရင်ချောင်းတစ်ခုစီကိုရလာခဲ့ပါတယ်။ဖလိုရဂျာကအဲဒီချောင်းထဲမှာဒီကလုံးမဲနဲ့နေပြီးရှင်းလဲရတဲ့ခြေတဲလက်တဲတွေနဲ့တစည်လလိုအကောင်ကို တွေ့ခဲ့ရပါတယ်။ဖလိုရဂျာကအဲဒီတစည်ကိုကင်မရာကနေအနီးကမ်းမှတ်တမ်းတင်ရိုက်ကွန်းနိုင်ခဲ့ပါတယ်။ကင်မရာတင်းမာမီယာရိုက်ခွန်နိုင်ခဲ့တဲ့အဲ့တစီကတော့အရင်ကကြောက်စရာကောင်းပါရဲ့။ချောင်းတရာချောက်ချားစရာတစီလိုလိုအကောင်က တို့ကြရူကိုဆူဆူဆဆိုင်နေခြင်းနေပြီးရေအောက်ကိုငုတ်ရှိုးပြောက်ွယ်သွားပါတယ်အခုရိုဖိုင်ကတကယ်ပဲတစီတကောင်ကိုမှတ်တမ်းတင်ထားနိုင်ခဲ့ရလားကဲမိတ်ဆွေတို့ကရောဘလို့တင်ကြလဲ Snow Forest စင်းနေတဲ့ကတစီစွန်စာရိုက်ကူရတော့ကိုဝတ္တနာပါတဲ့ YouTuber လူလူနဲ့ကိုလူလာကတနင်္ဂနွေနေ့မှာတယောက်တည်းခရီးထွက်ရင် တောင်းနဲ့ပိုင်းတမတနရာကိုရောက်တော့ခလလန်ကအမောင်တူရဲမှာလှူရှားနေတဲ့အကောင်တကောင်ကိုသူ့ရဲ့ကင်မရာကျိန်းကနေရိုက်ကွမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။သူ့ရဲ့ခနာကူကနင်းတွေဖုံးလွှမ်းနေသလိုဖြူပွေဖွေဖြစ်နေပါတယ်။ရိုးချုပ်ပါလွလွနဲ့ကိုလွလာကတော့စင်းနေတဲ့မှာလှူရှားသွားနေတဲ့စင်းနေတဲ့စီကိုအမေရမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ ဒေတာခန်တွေကတော့ senior တစီလို့ခေါ်ကြပါရီ။နက်ဆိုင်နဲ့တတော်များတဲ့မှာအဲတစီတွေကိုမြင်တွေ့ရကြပါရီ။သူရဲ့မျက်လုံးများကတော့ကြောက်ပါနေပါရီ။ကဲမိတ်စီတွေရောဘလို့ထင်ကြလဲ။ Stray Crash ကန်းချေတကုတ်မှာမြင်တွေ့ကြရတဲ့ထူဆန်အော်ဝေးကောင်းတဲ့တတော်ကတော့တိုင်းနိုင်ငံကန်းချေတကုတ်မှာမြင်တွေ့ကြရဖြစ်ပါရီ။လွန်းနဲ့နတ်တန်ဒီမာတို့ကတိုင်းနိုင်ငံကန်းချီတကွမှာအပန်းပြင်းမတားစွလိုက်လမ်းလျှောက်လာကြပါသည် ခဏကြာတော့သူရဲ့ခက်လန်လန်မှာဒုစံဘေးထင်လက်ကြုံလို့ပဲကောင်းတဲ့တတဝါဒီကောင်ကိုမြင်တွေ့ခဲ့ရပါတယ်။သူရဲ့ပုံတရင်ကအရင်ကကြောက်စရာကောင်းပါတယ်။ဦးကောင်ကြည့်ပြီးသူရဲ့ခနာကိုကိုမြင်တွေ့နေကြလို့မဟုတ်ပါဘူး။လက်ချောင်းတွေမှာလည်းလက်သေးတွေရှိပါတယ်။သူရဲ့မျက်နှာကတော့ထူးခြားပါတယ်။ အနာပိုင်တွေကလာရောက်ပြီးအဲတတဝါကိုစမ်းစစ်ကြည့်ခဲ့ပြီးမှဘာလဲဆိုတာကို မသိသေးပါဘူး။အခုမြင်တွေ့နေရတဲ့တတဝါနဲ့ပတ်သက်ပြီးတက်ခွဲခဲမှလိလာသူတည်တနာပြုလုပ်ခဲ့ကြပါရယ်။ငါးရခနာကုန်းနဲ့ Human Drive Future များရောနှောနေရလို့ဆိုပါရယ်။အခုလိုတွေ့ရှိမှုက လူကြတဲ့အတွက်စိတ်ရှုပ်ထွေးစေပါရယ်။ဒါရော US စမ်းကြယ်ရဲ့ရှာဖွေတွေ့ရှိမှုပါ။ Sky Monster လိုဝတ်တို့မိသားစုကအလုပ်ပရက်လေးဖြစ်တာကြောင့်စိတ်ပြေလက်ပြောက်ခေသွားခဲ့ကြပါရီသူတို့မိသားစုသွားခဲ့ကြတာကတော့လူတို့အရောက်ပေါင်းနေတဲ့ကျွန်းကျွန်းပေါ်ဖြစ်ပါရီသူရဲ့ပပတ်လေမှာတော့အပြင်ချင်းတွေကဝန်းရံကြပါရီသူတို့အလုံးကလေကောင်းလေတဲ့ရှင်ဝင်ရှုခင်းတွေကိုကြည်နေတဲ့အချိန်ပါပဲအပေါ်နေပြန်တန်းနေတဲ့တတဝါကြီးတကောင်ကိုတွေ့ခင်ရပါတယ်ကြီးမားတဲ့တောင်ပန်နဲ့အမြီပါပါတယ်ခေါင်းပိုက်ရတော့လူသားနဲ့တူပါတယ် အရင်အမြင်မတည်ထူးဆန်းတဲ့တတဝါကသူရဲ့ရှေ့ခက်လန်လန်ကကျုံးပေါ်မှာပြန်ဝဲနေပါတယ်။ကင်မရာနဲ့အမေရရိုက်ကွနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲထူးဆန်းတဲ့တတဝါကခဏချင်းတွင်မှပဲပျောက်ခဲသွားခဲ့ပါတယ်။ကဲအခုဗီဒီယိုဖိုင်တွေကထူးဆန်းတဲ့တတဝါကြီးကဘာဖြစ်မလဲ။ငကလာတခြားထူးဆန်းတဲ့တတဝါတကောင်လားဆိုတာကိုမိတ်ဆွေတို့ကရောဘယ်လိုထင်ကြလဲပြောခင်ကြပါဦး။ Men is a ray အခုမြင်တွေ့နေရတဲ့ CCTV တင်ပေါ်တော့ခေတော်တရားနောက်ကိုသူစံတဲ့တတော်တကောင်ကအနောက်ကနေခြေတန်းရှင်လက်တန်းရှင်နဲ့တော်တော်ရင်လိုက်ပါနေပါတယ်အဲ့တတဝါရဲ့လှုပ်ရှားမှုကတော့အရင်ကိုထိုးကြပါရဲ့ပြမကဘာကထိုးသားလိုပါပဲဒီထိုးဆန်တဲ့တတဝါကလူတယောက်နောက်ကိုလိုက်နေရပါ CCTV မှတ်တမ်းကိုပြန်ကြည့်ရင်တော့အရင်ကိုကြောက်စရာကောင်းပါရဲ့ကောင်းလေးကအမြန်ထွက်ပြေးသွားပါရဲ့ CCTV တဲ့ကထိုးဆန်တဲ့တတဝါကဘလို့တတဝါဖြစ်နေမလဲကဲမိတ်ဆွေတို့ရဲ့ထင်မြင်ချက်တွေကိုပြောခဲ့ကြပါဦး